မင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဓမ္မရခိတာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ဓမ္မရခိတာသည်ကျုံကုန်းရွာတွင်ရှိသောတစောင်းတစ်ခု၏အမည်ဖြစ်သည် တစောင်းတရက်ကမှလေပိုင်ရှင်ဥလှဘူးတော်စိန်ဖြစ်သည်ကျုံကုန်းသည် ကြည်ရတ္တတို့ပေါ်များသောရွာကြီးဖြစ်၏တည်င်းနေတိုင်းလိုလိုကျုံကုန်းရွာလူအိုတို့ညသောအဖျင်းစုယုံ၍တရားဆွေးနွေးရာနေရာဖြစ်၏စစ်မဖြစ်ခင်ဟိုတခိကဤနေရာတွင် လူအိုတို့အေးချမ်းစွာတွေ့ဆုံကြ၏သူတို့တာမီများထည့်ပေးလိုက်သော ထမင်းကြိုက်ဆုံးအုပ်အကြီးအသေးများထဲမှာ ဟင်းတစ်ဖက်စီသို့မဟုတ်ဟင်းတစ်ဖက်စီစုပေါင်းပြင်ဆင်လိုက်လျင် စပွဲဝိုင်းအပြည့်စွန်ပွဲနှင့်ဟင်းမျိုးစုံရရှိကြသည် ထို့အခါတွင်မင်းကြောင့်ဆရာတော်ကိုပင်၍တီလာယူကြသည်ဆရာတော်ပြန်ကြွလျင်ဆရာတော်နှင့်နောက်လိုက်ចောင်းသားများအတွက်ပါဟင်းများကပြည့်စုံလုံလောက်ယုံမကပူရှံ၍နေပေသေးသည်တခါတရံဦးလာဘူးကဝါဆိုဦးလာပြည့်တွင်ဥပုံစရရှိလူအိုဟုသမားနှင့်တရင်တဲများကိုနနက်စာကြွေးသောအခါတွင်မူ ဓမ္မရခိတတစောင်းတစ်ခုလုံးသည်အုံအုံကြွကြွစုမြန်နေပေသည်တစောင်းရှိတွင်ဟင်ကျွင် ဟင်ကြံများတောင်းခံနေသောတတောင်စားများအတန်ကားလည်းစုနေသည်နောက်ဖက်တွင်ဟင်ကြံများကိုလွှတ်ပြင်းလိုက်တိုင်းဝိုင်း၍ခဲကြသော ခွေဝဲစားများတပြိုင်နက်ကြိုက်ခဲအော်ဟဲကြလျင်တစောင်းထဲတွင်တီလာပင်ယူမရအောင်စုမြန်လာ၍တစောင်းဆောင်ကြီးဥညိုအေကဒုတ်ကြီးဖြင့်ထာရန်ရတော်သည် လူအိုများသည် ထမင်းကြိုက်များကိုညီညီမျှမျှယူလာနိုင်ကြသည်မဟုတ် တချို့တတူကြိုင်လေးတလုံးထဲတွင်ထမင်းထည့်၍ငပိကျော်ပုံယူလာခဲ့သည်တချို့ကတော့တတူကြိုင်နှစင်တွင်ဟင်းတကြိုင်ထမင်းတကြိုင်ယူလာနိုင်ခဲ့သည် တချို့ကတော့ရှေးစွန်းအုပ်ကြီးနှင့်ပင်ဟင်းမျိုးစုံ ဖွဲ့ဖွဲ့ရရာချက်လာခဲ့ကြသည်သို့သောစားသောအခါတွင်တယောက်ပကံတယောက်ဟင်းဖလဲထည့်၍ညီညီမျှများစားကြရသည်မူညင်းဆရာတော်ဘုရားကြီးကြွလာခြင်းကကျိုးစိုးရန်အတွက်ယောဂီငယ်လေးများယောဂီအပြိုလေးများ ယောဂီအပြုအုပ်ကြီးများသည် ရှစ်လုံးဘွဲကပြားများကို တစောင်းထဲတွင်တံပြိုင်ညီညီရွတ်ကြဖို့ကျင်ကြအတန်တိုက်ကြရသည်မှာကြည်နူးစရာပင်သည်ညဉ့်နဲ့လျင်ယောဂီအပြုပေါ့ယောဂီငယ်လေးတို့အားအပြုအုပ်ကြီးများကအိမ်တန်ရာရောက်လိုက်လံပူဆောင်ပေးလေသည်ဓမ္မရခိတာဟူသောဇလုံးကြီးသည်တဇောင်းအဝနှစ်ဖူးစီတွင် ရွှေရောင်များရှွန့်ဤ၍တက်လက်လက်တောက်ပါနေပေသည် ယခုတော့ရွှေစလုံးသည်အယောင်မင်းယုံမကကာကြီးအောက်ကခါခွေးသည်ပြုတ်ကျသွား၍ဓမ္မရကီတာတစောင်ဖြစ်နေတော်သည်ဒါယကဥလာဘူးနှင့်တော်စိမ်မှာဂျပန်ခေတ်ကရှေ့စဉ်နောက်စဉ်ကွယ်လွန်ခဲ့သည်တစောင်ဆောင်ကြီးဥညိုအေးမရှိတော်၍ထိုတစောင်တွင်တွေ့ရမဲ့သောလူအိုတို့စုဝေးရာ ဖြစ်လာတော်သည်လူအိုတို့သည်ရခင်ကားလိုတာမီများပေးလိုက်သောစွန်အုံဟင်းချိုင်အကြီးငယ်များကိုတည်ယူလာနိုင်သောလူအိုများမဟုတ်တော့၍ ဥပုံပြုချိန်တွင် စီစီကာကာစူစူညံ့ညံ့မရှိပေ။တရောင်းစားများလောက်တောင်စားတောက်နိုင်ခြင်းမရှိတော့သော လူအိုများစုဝေးရာနေရာဖြစ်နေသောကြောင့်ယခင်ကဝရန်တာအောက်တရောင်းစားများစုဝေးရာနေရာတွင်ယခုတော့ခွေဝဲစားလေးတစ်ကောင်နှစ်ကောင်ကို တွေ့ရသည်။ဓမ္မရခိတတစောင်းတွင်ရွှေစလုံးပြောင်စင်ကယောဂီအပြုတ်အုပ်ကြီးအဖြစ်အမှုထမ်းခဲ့သောမမေမာသည်။ယခုတော့တကားဝပုံနှခွဲတွင်တယောက်တည်းထိုင်နေသည်ကများသည်။ သူသည်ဤလိုဇေယအိုတွင် သူဤအိုမင်းချင်းကုံဆုံးလိမ့်မည်ဟုဖေတော်မှမထင်မှတ်ခင်ပြိုစင်ကဤနေရာတွင်ထိုင်ခဲ့ဘူးသည်ဤနေရာမှဘုရားကြီးတို့သွားရာစင်ချန်လန်းအဝါတွင် ပကြီကျော်ကြီးများဤလက်ရာအဖြစ်နေမိမင်းကြီးပုံကိုခဏခဏကြည့်မိသည် နေမိမင်းသည်နေရထားဖြင့်တာရိန်သားကိုဖျက်သွားတိမ်ထွက်များကြားတွင်နတ်ဘုံတို့ကရွှေရောင်တလက်လက်ဖြင့်တောက်ပါလာ၏နမိမေတို့ကပန်းမွေရာခင်းကျင်းနေကြသည် ယခုတော့နေမိမင်းပုံကိုမှုန်တိမှုန်မွားပင်မမြင်ရတော့သူ့ကိုထမင်းစားဖို့စိတ်လေးဝဲတောက်ဖို့တကြက်စားနှစ်ကြက်စားငွေလာလူသူများကိုပင် အပါတူကလာမှလက်နေစံတက်ကြီးကဆွေစဉ်မျိုးဆက်ကိုမိအတန်ကိုကြက်မိတော့မှအော်အော်တီးပြီးတီးပြီးမင်းကဥထုံးညာရဲ့ကြီးကိုဟု ဖော်ထုတ်နိုင်တော်သည်သူ့အပြူတုံးကစိတ်လေးလေးသည်တင်ပါကာကာဝဝအီအီလေးဖြစ်၏ရွှင်ကြည်သောမျက်နှာရှိသောကြောင့် သူ့ကိုဆိတ်လိခုံအပြူလေးများကရောယောဂီအသင်ဝင်များကရောချစ်ကြသည်ဓမ္မရခိတာတစောင်းတွင်ဆိတ်လိခုံပိုင်ရှင်တော်စာဦးအလူလှုပ်သောအခါညာသောအဖျင်းမတ်မေမဦးစီးကလေးသည်မတ်မေမသည်အပြူကြီးလှုပ်ရင်းကဆိတ်လိခုံပိုင်ရှင်တော်စာဦးမောင်နှင့်မလွန်မကင်းဖြစ်လာသည်မတ်မေမတွင်ကလေးရှိလာမှတော်စာဦးမောင်ကကျုံကုံကထွက်သွားတော်သည် အမျိုးတွေကမတ်မေမကိုမင်းငေါ်ကြသည် သူသည်ရိုးရိုးဝါတာပါဟူသောအနေနှင့်ဘိုက်ကိုဖုံးခဲ့၏မြက်စွာဘုရားတကူတော်ပြီပင်ဒေါ်စာဦးက သူ့ကိုအိမ်ပေါ်ခေါ်တင်လိုက်၏အရှိခွနအိမ်အနောက်ခွနအိမ်ကြီးညာလိုက်၏မမေမသည် သူ့မောင်ကိုမွန်ထော်ဤတရားဝင်ဇနီးဖြစ်ကြောင်းကိုမွန်ထော်ဤကလေးကိုလည်းမိမိအိမ်တွင် မွေးမြီဖြစ်ကြောင်းဤကဲ့သို့ကြီးညာလိုက်သောအဖြစ်ရောက်မှမမေမသည် အသက်ရှူနိုင်တော်သည် မိမချင်းစာနာတော်ဒေါ်စာဦးကို သူရှိခိုးမတက်ကျေးဇူးတင်မိ၏တရားဝင်သည်မဝင်သည် အပါသာသူကလေးကို အဖေအမိဖော်ကားမွေးနိုင်ခဲ့သည်မှာမိမသားတယောက်အတွင်မဟာစုလပင်သည်တာလီကလည်းမိတွင်တဲတွင်ပင်ဆုံးရှားသည်အော်ဟိုတုန်းကလေးကဤလိုဇလန်းတွေကလည်းရှိကြ၏ကိုမွန်ထော်သည် တခြားမိမကို ယူကတရွာတွင်နေသည် ငယ်ရွယ်တုန်းကသာဤအခြေကိစ္စများသည် ပြန်လည်တွေးလျင် ပြိုမြင့်တုံငယ်ရွယ်တုံးပေမို့လားမသိရှင်ဖူစရာမျက်ရည်ဆူစရာတွေနှင့်တသိမ့်သိမ့်တုံတငိမ့်ငိမ့်တုံစာဖွဲ့စရာကောင်းခဲ့တော်လဲယခုလိုအုံမင်းချိန်မတော့အနန့်နန်စောဤဟူသောတငယ်တန်းဖတ်စားလိုဤအခြေအကြောင်းတွေးလိုက်ရင်စိတ်ထဲကပုတ်အဲ့အဲ့အနန့်လိုပင်မှတ်မိမှထင်လာသည် ကိုမွန်ထော်ကိုယခုအချိန်အားကိုရမှာကလေသူကိုယ်တိုင်ပင် ဒူလာဆွဲနေ၍မရလို့သူကလှုပ်ကျွေးနေရသည်ဟုသိရ၏မမေမာဤတခါတုန်းကကဲတင်ရှင်ဖြစ်ခဲ့သောဒေါ်စာဦးသည်လည်းကြွယ်လွန်ခဲ့ပြီသူသားမီးများမှရန်ကုန်ပြောင်းရွှေ့သွားကြ၍မမေမာနှင့်အဆက်အသွယ်ပြတ်သွားကြ၏မမေမာသည်သွေးဆုံကင်စားကလဲနေစဉ်တွင်ဆွေမျိုးမတော်ဆက်သူမသိန်းဝါတို့ကပြုစုကူတာကြသည် သူတွင်ညီမအရင်မဘူးမာရှိပင်မဲမဘူးမာကမုံဆိုးမာ လေး9ရောက်အမိဖြစ်၍သူကိုလှဲမကြည့်နိုင် မသိန်းဝါကပင် သူကိုမယုံမရှာအညစ်အကြေးကအစားအနွန်တာခံ၍ပြူဆိုသည်။အော်လောကကြီးကလည်းဘာမှပုံသေးကားချမ်းမှ၍မရ။သစိန်ကောင်းသည်ဆိုသည်မှာဆွေမျိုးအိတ်နေသလောက်ရှိသည်ဟုစကားပုံရှိပေမယ်။သူမှာတော့သစိန်မသိန်းဝါကကောင်းနေတော်သည်။သို့သောနေကောင်းလာချိန်တွင်မှုန်တီးမှုန်မွှားနှင့်အာနာလာ၍ မသိန်းဝါတို့အိမ်မှမဘူးမအိမ်သို့ပြောင်းလာခဲ့သည် မသိန်းဝါကလည်းသူ့စေတနာကိုဥပိ္ပခါပြုကာမြမအရင်ကို အားကိုးလေခြင်းဟုဂယူနာတော်တော်နှင့်ပြန်မကြည့်တော့မြမအရင်ကလည်းသူ့ကိုမကြွေးနိုင်နောက်ဆုံးသူသည်ဓမ္မရခိတတစောင်းတွင်တောင်းတင်နေတော်သည်ရက်ရွာကမမေမားကို လူအိုယုံပို့ရအောင်စီစဉ်လိုက်တော်လေလူအိုယုံစီကန်းကဆွေမျိုးအရင်ချာရှိနေလျင်လက်မခံအော်မမေမားကံပေးပဲ ယခုတော့ဓမ္မရခိတာတစောင်းကလည်းမိုးယိုလာသည်ယခင်ကဆရာတော်ဖရာများတရားဟောရာပလင်အနည်းတွင် ဖိုးဆူရသည်လဲလျောင်းနေသည် တိတ်ဆိတ်နေခဲ့သောတစောင်းကြီးအတွင်တွင် ဖိုးဆူရအသက်ရှူသန်သည်တပေါက်ပေါက်ကြာနေသောမိုးတန်နှင့်တန်ပြိုင်ဖြစ်နေသည်ဖိုးဆူရသည် ချမ်းလွန်၍တကလက်ဆောင်အနွမ်းကိုကိုင်းနေအောင်ခြုံလျက်အိမ်နေသည် လူအိုချင်းအတူတူဖိုးဆူရကိုဘသူမှမတနာကြ ိုးစုရမှာမြေအေကအတော်များများအမွေရလိုက်၏ဖိုးစုရသည် လူချမ်းသာတယောက်ဖြစ်သည်သို့သော သူချမ်းသာစဉ်ကအမျိုးဆို၍မြေသူမြအိမ်ရိတ်မနေရဆွေမျိုးများမိမိအိမ်သို့ဝင်ထွက်သည်ကိုမကြိုက်ဟု၍ပြောင်းပြောချသည်ဘယ်ဆွေမျိုးမှလည်းတပြားမှသူပစံကိုမစားဘူးပေသူမှတာအရင်တယောက်ရှိသည်တာကိုမိမပေးစား၍အမွေခွဲပေးပြီးကလေးကမမြင်ရ ချွေးမက ဖိုးစုရကိုမြင်လျင်တက်တက်သောကြောင့်သူသည်သားအိမ်ပေါ်ကိုမှတက်ခွင့်မရဂျပန်တခေလေကားငွေများလုံးဝမရသောအခါဖိုးစုရသည်နှင့်ဓမ္မရခိတာတစောင်းတွင်ပင်ခိုလုံရတော်သည်ငယ်ရွယ်တုန်းကတန်မာတုန်းကအမျိုးများကိုပူဆိုပဆက်ပြောခဲ့သောဖိုးစုရရရွာကိစ္စတွင်ပစံတပြားပေးကမ်းရမည်ကိုတွန့်တိုခဲ့သောဖိုးစုရယခုတော့အမျိုးများကလုံးဝလှဲမကြည့် လူအိုယုံကလည်းတာရင်ရှိ၍လက်မခံမိုးအုံလာ၍စောစောမိုးချုံလာသည်ထင်ရ၏သို့သောတစောင်းတဲတွင်မိအောင်လက်လက်တော်များမမြင်ရ၍မှောင်မဲမဲဖြစ်နေသည် သူအိုမကြီးများနှင့်လူအိုကြီးများသည်ရေနံစီမိကွက်ထုံဖို့အတွက်သူပစံထုံနှုံငါပစံထုံနှုံတယောက်တယောက်စောင့်ကြည့်နေကြသည်တခါတရံဖရာဘူးများလာခိုင်းဓမ္မရခိတာတစောင်းကိုဝင်ကြည့်သွားလျင်တကြက်စာတမတ်စာဆယ်ပြားစာ စသည်ဖြင့်ပေးသွားသောငွေများကိုလူအိုများသည်တစ်တက်ပါအောင်ထုတ်ထားရသည်ဒါလီများကိုစု၍မသေးမချင်းဤအိုသည် ဆိုသည့်ကာလကို တောက်ခံသွားကြရမည်ငွေစဉ်က မုံရင်းကရောင်းသော တော်သိမ့်မိသည်ပြောင်မှုဖတ်တူကိုဖွာကမမေမအနာကပ်၍လာ၏သူသည် တနေ့ကမိရဝန်းပြန်၍လဲနေ၏ယနေ့မှစေမီတို့တကူနှင့်ထလာနိုင်ခဲ့၏မေမတော်မှအကျွေးများရှိသေးသလား ရင်းနှံစည်းဝဲဖို့ထုတ်ပါတော့ကျုပ်ကစေဖို့ကုန်ထလို့ပါမမေမသည်ငယ်စဉ်ကလေးကလက်ဖွာဤချွေးကန်အင်ကြီးအိတ်ထဲလက်နှိုင်းကြည့်ဤစက်ကူလိတ်ခွေလေးလေးတစ်ခုဆမ်းမိသေးသည်မိချစ်ချစ်စမ်းပါဦးမသိမ့်မီကျုပ်ချွေးကန်နေကစက်ကူလေးဟာဘာတန်လေဟိုတကမမစာဦးတမီရန်ကုန်အပြန်ဖျားလာဘူးရင်ကတော့သွားတဲ့ငွေပဲ ဒါနဲ့ဝယ်လိုက်သူသည်ချွေးခန့်အိတ်ထဲမှစက်ကူလေးကိုတရွာရွာဆန်းကမှတ်သိမ်းပြီးလက်ထဲထည့်လိုက်၏အလိုငါချက်တန်ကြီးတော်မှတ်သိမ်းပြီးမျက်နှာကဝမ်းသာတယ်လို့လို့စိုးရင်တယ်လို့လို့နှင်းပြောလိုက်၏အေးဒါဖြတ်လိုက်ပေါ့ကျုပ်ဖို့လေကြားတစေရှမ်းဖက်လေးဆယ်ပြားလောက်ဝဲခဲ့ပါ၏ရှာချွဲလွန်းလို့ ဟိုးစုရကိုရေနံစီဝယ်ခိုင်းရမှာငါချက်တန်ပေးလိုက်ရင်သူကပြန်မပေးတော့ဘဲနဲ့လို့ပါမသိမေက ဖိုးစုရကြားမှာကြောက်ရင်မမေနာနာကတ်ခါပြော၏ဖိုးစုရကို သူတို့ကြောက်ကြသည် က်ကြက်လို့တိန်တော့ဆယ်ပြဘူးဝဲခိုက်มาတယ်ကြက်တံပေးလိုက်တာတမတ်ကြပြောက်တယ်ဆိုပြီးသူယူထားတယ်ဒီအရွယ်ကြီးမှာပတ်စံကြပြောက်တယ်လို့တော့သူတို့အချင်းချင်းလဲယုံကြည်မှုကင်းရှား၏ဒါဖြင့်ဘယ်လိုလုပ်မလဲကျုပ်ကတော့အမောင်နဲ့နီနီကြပါပြီလေဘဇက်ကသာချွဲလို့ မမဲမာသည်မျက်စိကွယ်သူပြီးပြီးရင်နံစီမီခွက်လဲအကြောင်းမထူလာ၍မတောင်တာမီဒေါ်သိမ့်မေအဖိုးတော့တစောင်းအိုအတွင်းတွင်မဲမဲတံတန်းများကို ထိုင်းလျက်တချို့ငုတ်တုတ်တချို့အသက်ရှူလျက်တွေ့နေရသည်ကိုပင်ကြောင်နေသည်ယောက်ျားလူအိုများတွင်တွတ်တွတ်လက်လက်သွားနိုင်သူ ဆို၍ဖိုးစုရနှင့်ကပ်ပီယာအိုဥဆန်များသာရှိသည်ကြံလူများသည် ကိုယ်ဝေဒနာနှင့်ကိုခွေနေကြသည်ဥဆန်များရော မင်းเจ้าစီရတော်ကစံပေးမယ်ဆိုလို့ထွားอยู่တယ်။သူလာမှပဲခိုင်းတာပေါ့တော်အတန်ကြာလျင်မိုးချိုးတစ်ချက်ပြက်ကမိုးရွာချလာ၏။တစောင်းနောက်ဖက်သည်ပြုံပြုံကြနေ၍မိုးစံများတက်လက်ဟောဝင်လာသည်။ဥစံများသည်ဒုတ်ကြီးထောက်ကစံများကို အဝင်းထဲထုတ်၍တစောင်းထဲဝင်လာသည်ဟဲ့မောင်နှုတ်ပါလားမမေမကအ ရေနံစီဖို့ပြီးမှဝဲမဲ့သူမရှိလို့ကိုစံမြရေနံစီတပလင်ဝယ်ပြီးပါတော့ကြားစေးလေးလေးလဲဆေပြဘူးလားအေးအေးငါသွားပြီးမေရော့သိမ့်မေစံသိမ့်ထားမနဲ့ကြစံပြုတ်လေးလုတ်ပါဟေဒူမြအလုံးစောစောတောက်ရရင်လေကြတယ်ဦးစံမြသည်သူ့ရသည်ကိုဝေမျှစားတတ်၏ရေနံစီပလင်းလေးကင်ကာထွက်သွားတော်သည် သူပြန်လာမှပင်တဆောင်အိုကြီးသည်မိအောင်လက်လာ၏မမေမသည်လည်းစေလေးကိုအာရပါရရှိုက်ဖွာ၏မသိမ့်မီသည်ပုံငွေကို ကြစ်ကြစ်လဲလဲထုတ်ခါမမေမချွေးခံအိတ်ထဲထဲလိုက်၏လူအိုများသည်မိအောင်လေးမြင်မှအာတလာဟန်ရှိကြသည်မသိမ့်မီခုနကငွေပူတဲ့ကနှစ်ချက်ဘူးမကိုသွားပြလိုက်ပါ ကလေးတွေမို့ဘူး မေမညီးဒါကြောင့်မသိန်းဝါကလှဲ့မကြည်တာပူမတို့ဆင်းရဲတာတော့ကြုတ်သိပါလေဒါပေမဲ့သူတို့ခြေနဲ့လက်နဲ့လုံနိုင်ကြိုင်နိုင်ငယ်သေးရွယ်သေးညီးမာဒုက္ခိတာပတ်စံရှိတော့ထမင်းအိုတဲပေးမဲ့လူမရှိရင်စမဖြစ်တဲ့ဘဝညီနဲ့နေရတာကြုတ်ပါငရေကြီးတယ်ပိတ်ပင်တယ်လို့ဖြစ်နေတာပေါ့ တော့သိမ့်မေပြောလဲပြောစရာပဲပဲမှတ်မေမသည်တက်ပြင်းဆိုင်လိုက်၏ညာတော်အဖျင်းလူအိုများသည်60ထက်ငယ်သူများမရှိကြစင်စစ်တော့အစာကောင်းအနေကောင်းမနေရတော့လဲအသက်အိုမင်းသည်ထက်ရုပ်ရည်များကပို့၍ကြာနေကြသည်မိဖို့နာမရောက်ခင်တစောင်းမကြီး၏နောက်ဖက်အခန်းနာတွင်မိုးရေမယိုး၍သူတို့လိုပင်အဖွားအို၃ယောက်ကိုးကတီတို့စကားပြောနေကြသည် ။ဦးဆန်များသည်စေဘော်လေးကိုဖွာကဒေါ်သိမ်းမီတို့အနာကပ်လာသည်။ဒါနဲ့မင်မဆရာတော်ကြီးစီကငါတရင်တစ်ခုကြားလာတယ်။အထိတ်တလန့်ပြော၏။စူဇန်းပါအုံး။ဒီဓမ္မရခိတာတစောင်းကြီးကိုပြင်တော့မယ်တဲ့။ဟင်ဒေါ်သိမ်းမီသည်လန့်သွားပုံရ၏။ ပြင်လဲပြင်ပေါ်ဥဆန်များရေပြုံပြုံကြနေတာမမေမာကပြောလိုက်အစ်စ်ပြင်ပြီးကျုပ်တို့တော့နေရတော့မှာမဟုတ်တော့ဘူးမေမာတော်သိမ့်မေပြောသည်မှာမှန်၏စောစောကလေးကဒီတစောင်းကြီးကို ပြင်ပြီးဟူ၍တည်င်းကြနေသည်မှာ ကြားပေးပြီပြင်လိုသူများကလည်းဤဇေယျပေါ်မှာလူအုံများပြက်တနာကိုစဉ်းစားမိကြဟန်ရှိမောင်းချဘူးကလည်း ဗုဒ္ဓဘာသာများအနေနဲ့မလုံရဲအသည့်ဖြစ်လာပြန်လျင်လဲထိုလူအိုများကိုပြန်မတင်ခြင်းလူအိုများကိုပြန်တင်၍စနေတကြထားရအောင်ကလည်းထီထီရောက်ရောက်တာဝန်ယူမည်သူမရှိဗုဒ္ဓဝေယဝစ္စအသည့်မှဥပခင်အပြောကားမူကျုပ်တို့ကဒီလူအိုတွေကိုလက်ခံပြန်တော့လေပင်ကိုကမိကိုဖောက်လုံကျွေးဖို့စိတ်ခေါင်းပါနေတဲ့လူငယ်တွေဟာဒီလိုချောင်ချောင်နဲ့သူတို့မိဘတွေပို့ရမယ်နေရာရှင်အလွဲတကူလာဖို့နေကြမှာ တို့ငယ်တုန်းကချီသေးကစားမယုံမရှာပြုစုခဲ့တဲ့မိပါလို့ပြန်နွန်တာခံမဲလို့ဆိုတဲ့စိတ်ရှိတော့မှမဟုတ်ဘူးဒါကြောင့်ရန်ကုန်ကလူအိုယုံအောင်စည်းကမ်းထားရတာလားသူတင်ပြချက်ကလည်းစဉ်းစားကြရဖြစ်၍ရက်ရွာကဒီဓမ္မရခိတာတစောင်းအကြောင်းစဉ်းစားကြတိုင်းခေါင်းခဲကြရှာ၏သို့တော့ယခုတော့ပြင်တော်မြင်ဥစံများယူလာသောတည်င်းသည် လူအိုတိုင်းလိုလိုကြားသိရကား ထိုညင်တွင်တပ်ပြင်းတဆိုင်ဆိုင်နှင့်အိတ်ကြားသည်မူးကလည်းခါတိုင်းထက်ပိုရွာသည်ညနေလျင်ဇရက်တစ်ခုလုံးမှောင်ကြသွားတော်သည် မနက်၄နာရီအုံမောင်းခေါက်တန်ကြာ၍ဒေါ်သိမ့်မီသည်ရေနံစီမိခွက်ထုံးကနောက်ဖေးဆောင်ဘက်သို့ရှောင်းလာသည်အာလုံလူအိုများအတွက် သူတန်းနိုင်သလောက်ဒါနာလုံလို့သည်ဦးဆန်များကဆန့်အလှခံ၍ပေးသောကြောင့်သူကဝေယဝစ္စာကုသို့ပြုလုပ်ပေမည်ဖြစ်၏မိဖို့အဝါရောက်လျင် သူ့လက်ထဲမှမိခွက်လွတ်မကျအောင်မနေတတိထားကင်လန်ရ၏မိရောင်အောက်တွင်မမေမသည်ကြံပေါက်ကျွန်းက ပလက်ကြီးလဲနေ၏ မိဖို့ဆောင်နှင်းတစောင်းမကြီးအကူအမိုးကွာနေသောရေတစ်လျှောက်အပေါင်းမှရေများကမမေမာမျက်နှာပေါ်တလဟောကြာနေသည်မူရီစံများသည်မိခွက်ကိုလာဆင်၍မိခွက်ကငိမ့်မလို့ဖြစ်နေသည်မိခွက်ကိုလက်နှင့်ကန်၍မမေမာကောင်းရင်သာတို့ဒေါ်သိမ့်မီကကတ်သွား၏ဘဲချိန်ကလဲနေမှမသိသောမမေမာနောက်စီတွင်ပြင်ပြားကပြန်ရိုက်သောတံရဖြင့်သွေးများပေးကြံနေသည် မမယ်မမျက်နှာက ဖြူရော၍လက်များကတောင်းနေပေပြီအမလေးလာကြပါဦးဦးဇံမြဒေါ်စိန်ခိုးမင်းမဘလို့ဖြစ်မှန်းမသိဘူးလူအိုနဲ့သူ့အိုမကြီးများသည်ရွာစီရွာစီနှင့်နိုးလာကမိဖို့ဘက်သို့စုဝေးလာကြသည်တော်သိမ့်မီသည်မမေမကိုစည်းစက်စွာကြည့်၏မမေမညာလက်သည်ချွေးခံအင်ဂျီအိတ်ကို တင်းကျက်စွာ ဆုပ်ကိုင်းလျက်ရှိ၏ လက်ကိုဖြေးလိုက်လျင်ညင်ဦးကဘူမာကိုပေးခိုင်းသောစက်တန်ရွက်များဖြစ်၏ညင်ဦးကသူ့အားအများလှူသောငွေလေးထဲမှ လူအိုများအတွက်ရေနံစီဝဲကလှူသွားရှာသောမှန်မဲမားသည် တမလွန်တွင် မျက်စိအလင်းပြန်ရပါစေသတည်းသို့သောထိုသိမ့်မီသည်စဉ်စားနေသည်မှန်မဲမားနောက်ဆုံးစုပ်ကိုင်းထားသောငွေအကြွေလေးချက်ကိုဘူမာကိုပင်အလုံးပေးရကောင်းမည်လားသူပင်ယူထားရကောင်းမည်လားအတီအကြာ မဝေခွဲနိုင်ရှားသည်ခင်းနေယူ1963အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်